တင်ဦးလေမျိုးမျိုးလေကောင်ကရွှေဆိုင်တဆိုင်မှာဓမြတိုင်းမှုဖြစ်ပွားခဲ့ပြီးတဦးသေးဆုံး။မင်္ဂလာပါပရိသတ်ကြီးရှင်လုံချုံရင်တင်းချက်ထားသည့်မေမျိုးခေါ်ပြင်းဦးလေမျိုးမျိုးလေကောင်နာယီစဉ်အနီးရှိရွှေဆိုင်တဆိုင်မှာဓမြတိုက်ခံရပြီးဓပြများ၏ပြစ်ခတ်မှုကြောင့်ဆိုင်လုံချုံရင်ဝန်ထမ်းတအူတိဆုံသွားတယ်လို့သိရပါဗျာ ဖြစ်စဉ်ကတော့ဒီကနေ့နိုဝင်ဘာလ12ရက်နေ့နနက်9:00နာရီကျော်အချိန်ခန့်မှာအောင်စပယ်စိန်ရွှေရနာဆိုင်သို့တနက်သမား2ဦးရောက်လာပြီးဓားများတိုက်ခဲ့တာဖြစ်ပါတယ်။ထိုသူများ၏ပြစ်ခတ်မှုကြောင့်ပြည်ဦးလင်မျိုးနယ်မိုးချိုးပြစ်ကျေးရွာ၌နေထိုင်သည့်ဆိုင်းလုံချုံရေးဝန်ထမ်းဖြစ်သူ အသက်58နှစ်အရွယ်ဦးစိန်ဝင်းရာမျက်လုံးအောက်ထိမှန်ပြီးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။တနက်ပြစ်ခတ်ခဲ့တဲ့ဓားများ2ဦးအနက်2ဦးကိုဖမ်းဆီးရမိကြောင်းရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။ တနပ်ပြစ်ခတ်ခဲ့သူဟာအသက်30နှစ်အရွယ်မန္တလေးမြို့တွင်နေထိုင်သူ အောင်မျိုးနိုင်ဖြစ်သည်ဟုရဲမှတ်တမ်းမှာဖော်ပြထားပါသည်။လက်ရှိမှာတော့ပြည်ဦးလွင်မြို့ရဲ့မြို့အဝင်အထက်ဂိတ်တွေနဲ့မြို့တွင်မှာလည်းသက်ဆိုင်ရာကလမ်းသွားလမ်းလာများကိုပိုက်ဆိုင်တိုက်ရှာဖွေစစ်ဆေးမှုများပြုလုပ်နေတယ်လို့မြို့ကံများကပြောပြထားပါသည်။ မြန်မာနိုင်ငံအလဲပိုင်းမန္တလေးမြို့နယ်မိုင်၄၀အကွာပင်လယ်ရေမျက်နှာပြင်အထက်ပေ၃ထောင်မှတည်ရှိတဲ့အင်းများတဲ့ရာသီဥတုနဲ့သစ်ပင်ပန်းမန်များကြောင့်ထင်ရှားတဲ့ပြင်ဦးလေမြို့ဟောင်းစစ်တပ်ကတူကြီးများနဲ့စစ်တပ်များတည်ရှိတဲ့အတွက်အာနာသိမ့်ပြီးနောက်ပိုင်းလုံခြုံရေးအထူးတင်းကျပ်ခဲ့တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်မျိုးဝင်မျိုးထွက်စစ်စေးရေးဂိတ်များနဲ့ထားရှိထားပြီးဘန်ကာများတိဆောက်ကလုံခြုံရေးအထူးတင်းကျပ်နေတဲ့ကြားကယခုလိုဓမြတိုင်မှုပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။ Ado, 我没事，你一样一样一样